ားလုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကိုအခမ်းအနနေနဲ့ဆက်လက်ပြီးဖပြပေးသွားမှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။သုံးနိုင်ငံခေတ်အခမ်း138ဘိုးဘွားပုံချောင်းတွင်ငိုယိုလျက်မိဘအပေါ်တိတက်သောမင်းသားတိတ်ဆုံးခဲ့ခြင်း။ခေါင်းဆောင်နှုတ်ပြိုင်ဆိုင်လျက်အနောက်ဖက်မြစ်ပြင်နေသို့ချီတက်ခြင်း။မြန်ကျူကြဆုံးသွားကြောင်းနဲ့ဇူကေချန်နဲ့ဇူကေရှန်တို့တာအဖာတည်ဆုံးသွားတဲ့ကိုတည်တော်အခါ ဒုတိယဧကရစ်သည်ညီလာခံကျင်းပခဲ့သည်။အမှုထမ်းတို့မှလူတွေဟာတုံ့လုံကြကုန်ပြီးအုပ်စုလိုက်မြို့ပြင်ကိုထွက်ကုန်ပါပြီ။သူတို့ရဲ့ငိုတန်တွေဟာကောင်းကင်ကြီးကိုတုံ့ခါစေခဲ့။ဧကရစ်သည်ဘာမှမလုပ်ဆောင်နိုင်ခဲ့ပြီ။ယေသူတို့ကမြို့နာသို့ချင်းကပ်လာသည်ကိုသိသောအခါအမှုထမ်းတို့မှထွက်ပြေးရန်အကြံပေးခဲ့သည်။ကျွန်တို့မှမြို့တော်ကိုကာကွယ်ဖို့စစ်တပ်အလုံးအလောက်မရှိပါဘူး။ဒီမျိုးကနေထွက်ပြေးတောင်ပိုင်းနယ်ကိုသွားတဲ့နယ်အဲ့ဒီနယ်ကလမ်းခရီးခက်ခဲပြီး ကာကွယ်ရလွယ်ကူတယ်။မောင်မျိုးမယ်စုတွေရဲ့အကူအညီကိုလည်းရနိုင်မယ်။သို့တော့အထက်တန်းဝန်ကြီး၆ဇိုးမှကန့်ကွက်ခဲ့သည်မဖြစ်ဘူး။အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး။မောင်မျိုးတွေတွေဟာတပုံဟောင်းတွေဖြစ်ပြီးတနာကျင်နာမှုမရှိတဲ့သူတွေဖြစ်တယ်။သူတို့စီသွားရင်တော့ဒုက္ခအေကံရောက်ပါလိမ့်မယ်။ထို့အခါတချို့ကဘူပြိ၌ခုံတုံးရန်အကြံပေးကြသည်။ဘူနေသားတွေဟာကျွန်တော်မျိုးတို့ရဲ့မဟာမိတ်တွေပဲဖြစ်ပါတဲ့။ဒီလိုအခြေအနေစုမှာသူတို့ထန်သွားပြီးခုံလုံးတက်ပါတယ်။ တော့တော့ခြောက်ကျုံးမှကံွက်ပြန်သည်ဟိုးအရင်ခေတ်တုန်းကအီဂရစ်ဆိုတာကဘယ်ပြည်ကိုမှမသွားခဲ့ဘူးဘူးကျွန်တော်မျိုးအမြင်အရတော့ဝီပြည်ဟာဝူကိုဝါမြူသွားလိမ့်မယ်ဝူကလုံးဝဝီကိုခုတ်ခံနိုင်မှာမဟုတ်ဘူးဝူပြည်ရဲ့ဝန်ကြီးတွေဖြစ်ခဲ့ပြီးမှဝီပြည်ရဲ့အမှုထမ်းတွေထပ်ဖြစ်ရမယ်ဆိုရင်တော့အဆက်ပေါ်အဆက်ဆင့်သွားတာပဲမဟုတ်လားဘာမှမလုပ်ပါနဲ့ဝီပြည်ထံမှာလက်နက်ချမယ်ဆိုရင်ဝီကအရှင်မင်းကြီးကိုဘိုးဘွားဘုံချောင်းပါရှိတဲ့နေမျိုးကိုတော့ ပေးအပ်မှာဖြစ်ပါတယ်။ပြည်သူတွေလည်းဒုက္ခရောက်မှာမဟုတ်ပါဘူး။အရှင်မင်းကြီးတေချာစဉ်းစားစီလိုပါတယ်။အာယုံထွေပြားနေသောဒုတိယဧကရတိမြည်သောမှမဆုံးဖြစ်နိုင်ပေညီလာခံမှထွက်လာခဲ့သည်။နောက်တရက်တွင်ပုံမှုရှုပ်ထွေးလာခဲ့သည်။သောကျူမာအရေးပေါ်အခြေအနေဖြစ်မှန်းတရားလေးကစာရေးပြီးသမွန်လွားတင်ခဲ့သည်ထို့သမွန်လွားကိုအေကရစ်မှလက်ခံပြီးလက်နက်ချရန်ဆုံးဖြတ်လိုက်သည်သို့သောအနောက်ဘက်မှအေကရစ်၏တားတော်တူဖြစ်သည့် ပီတီမင်းသားလီယိုချန်ထလာက၆ကျိုးကိုချိန်ပေါင်းခဲ့သည်အကျင့်ပြတ်ချစားတဲ့လူကပြည်သူတွေကြားထဲမှာနေဖို့မတင်တော်ဘူးတိုင်းပြည်ရဲ့တည်ရှိမှုအတွက်အရေးကြီးတဲ့အချိန်မျိုးမှာဒီလိုယူသွတ်တဲ့အကျင့်မျိုးကိုပေးရတယ်ဘယ်အကရစ်ကလည်းနဲ့ချခဲ့ဘူးလို့လဲဒုတိယအကရစ်တွင် သား9ဦးရှိတော်လဲအရေးချင်းအရှိဆုံးလူအများထက်သာလွန်တော်သူမှာလူချောင်တူးထဲသာရှိသည်အကရစ်မှာသားတော်ဖြစ်သူဖက်ချိနဲ့စွာလှည့်ပြီး ဝင်ကြီးတွေကလက်နဲ့ချဖို့အကြံပေးကြတယ်မင်းတယောက်သေးပဲရဲရင်ရင်အောင်နိုင်ပဲလို့မြင်နေတယ်မြို့တစ်ခုလုံးကိုသွေးချောင်းစည်းစီချင်လို့လားပထမဧကရရှိစဉ်ကဒီ၆ကျိုးဆိုတဲ့လူကတိုင်းကြီးပြည်ရမှာနေရာမရခဲ့ဘူးအခုဒီလိုစိုးရတဲ့အကြံကိုပေးပြီးစံတန်းတဲ့စကားကိုပြောဆိုဝင်တယ်သူပြောတယ်လို့လုပ်စရာမလိုပါဘူးတားတော်တို့မှာစစ်တပ်တွေအများကြီးရှိသေးတယ်လို့စောင်းဝေဟာလဲကြောင်မှန်ခံတတ်မှာစစ်မရှုံးသေးဘူးမဟုတ်လားကျွန်တော်တို့တေချောက်အောင်မြင်မှုရမှာပါ ဒီလိုထုံထိုင်းတဲ့သူရဲ့အကြံဉာဏ်ကိုနားထောင်စရာမလိုပါဘူးကျွန်တော်တို့ဘိုးဘေးတွေစူးစမ်းခဲ့တဲ့မြောက်ကိုအလွယ်တကူလှည့်လွတ်လိုက်တော့မလိုလားဒုတိယဧကရတ္တိဒေါသထွက်သွားကသူ့သားတော်ကိုပစက်ပိုက်ထားစမ်းမင်းဒါကိုနားလေဖို့ငဲသေးတယ်လျှုံချန်တီခေါင်းကိုမြေဖြစ်ဆောင်ကဖောက်ခမဲတော်ဤစစ်ကိုပြောင်းရန်စူးစမ်းခဲ့သည်ကျွန်တော်တို့တို့တွေအကောင်းဆုံးလှုပ်ဆောင်ပြီးရှုံးနေသွားခင်ပဲဆိုရင်တော့မှဖောက်ခမဲတော်နဲ့သားတော်မင်းကြီးနဲ့မူမတ်အနေနဲ့မြို့ရိုးကိုမြေပြေး ိုင်းပြည်ကိုကာကွယ်ဖို့စ조사ရင်းသိဆုံးခဲ့မယ်ဆိုရင်တော့မှရွှေစန်းချောင်းကိုတွေကိုရောက်တဲ့အခါမှာပထမဧကရီရဲ့မျက်နှာကိုရှက်ရွံ့မှုမရှိဘဲကြည့်နိုင်မယ်မဟုတ်ပါလားကျွန်တော်တို့တွေလက်လက်ချလိုက်ရင်ပေါ့ထို့သောအတနာခံမှုအပေါ်ဒုတိယဧကရီကဂရုမစိုက်ခဲ့ပြီးမင်းသားကငိုယိုခဲ့သည်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေသွေးချွေးနဲ့ရှင်ပီတိဆောက်ထားခဲ့တဲ့အရာကိုတရက်ထဲနဲ့စွန့်ပစ်လိုက်တာဟာရှက်ဖို့မကောင်းပါဘူးလား ကျွန်တော်အနေနဲ့ကတော့တေရတာကပို့ပြီးမုံမြက်ပါတယ်။အင်ကရစ်တီဒေါသထွက်ကအမှုထမ်းတို့ကိုခေါ်ပြီးထုံလူငယ်ကိုနန်းတော်အတွင်းမှာမောင်းထုတ်စေခဲ့သည်။ထို့နောက်ဆောက်စိုးအားတရဝင်လက်နက်ချစာရေးရန်တာဝန်ပေးလိုက်သည်။ထိုစာနှင့်အတူအင်ကရစ်ဤတစိုက်တော်ကိုပေးအပ်ခဲ့ပြီးအစံပေးကြောင်းဆောင်တမက်တော်တောင်လျံနှင့်အထက်တန်းဝန်ကြီးဆောက်စိုးတို့အားတိုက်ထန်သွားကလက်နက်ချစီသည်။ နေ့စဉ်နေ့တိုင်းတောင်အိတ်၏မြင့်တီတော်တို့သည် မြို့အနာတော်လာပြီးထောက်လန့်မှုများကိုလှုပ်ခဲ့သည်ဝမ်းမြောက်ဖွယ်ကောင်းသောတရက်တွင်လက်နက်ချသည့်အလံကိုတွေ့သောကြောင့်ပြန်လာကသတင်းပို့ကြသည်စစ်သူကြီးသည်ကြာကြာပင်မဆောင်လိုက်ရတန်တမန်သုံးဦးတို့ရောက်လာပြီးလက်နက်ချကြောင်းကြီးညာစာနှင့်တစိုက်တော်ကိုပိတ်အပ်ခဲ့သည်တောင်အိတ်သည်ဝမ်းမြောက်စွာဖြင့်စာကိုဖတ်ပြီးတစိုက်တော်ကိုလက်ခံခဲ့သည်သူသည်တမန်တို့အားကောင်းစွာဆက်ဆံပြီးထိုသူတို့မှတစင်စာတစောင်းပြန်ပေးကလူတို့အားစိတ်အေးချမ်းစေခဲ့သည် သူတို့သည်မြို့တွင်းသို့ပြန်ဝင်ပြီးထိုစားအားဧကရစ်ကိုပေးလိုက်ရာဧကရစ်မှဂျင်းနက်စွာဖတ်ခဲ့သည်ပြီးနောက်ဝန်ကြီးဇန်ရှန်ကိုလွှတ်ပြီးဇန်ပီအားလက်နက်ချစေသည်အတွင်ရေးမှုသို့ဟေဟူသည် တိုင်းပြည်တန်ရစားသောမြောင်မှတ်တမ်းတင်လောကိုတန့်အိုက်ထံပေးခဲ့သည်အင်ချီပေါင်း28သန်းလူဦးရေပေါင်း934သန်းလက်နက်ကိုင်တပ်သားပေါင်း102သန်းနှင့်ပြည်ထရေးအမှုထမ်းစုစုပေါင်း၄000ရှိခဲ့သည် ထို့အပြင်လဲလေးတန်းစာရိတ်ခေါအပြည့်နှင့်ဂိုဒေါင်းများရွှေငွေပေါင်း3000အရင်အသွေးအစားအစာဖြင့်ပိုးထည်လိပ်ပေါင်းနှစ်သိန်းနှင့်တခြားမရေမသွက်နိုင်သောတံပိုးရှိပစ္စည်းမျိုးစုံ ရှိခဲ့သည်လီဟူမအာနာလက်လွဲခြင်းအခမ်းအနားကို12လပိုင်းတရက်နေ့တွင် ကျင်းပရန်စီစဉ်ခဲ့သည်ခမဲတော်သည်နန်းစင်းရန်အခမ်းအနားကိုရက်သက်မှတ်ခဲ့ကြောင်းကြားသိရသောအခါမင်းသားလျူချန်ဤတောကားတို့သည် ကောင်းကင်အထိတက်ခဲ့သည်သူသည်ဓာတ်ကိုကင်ပြီးလမ်းတွင်းသို့သွားရန်ပြေသောအခါသူ၏ကျင်းရတော်ဆွေအမျိုးသမီးမှဟန်တားခဲ့သည် အရှင်သားကဘာကြောင့်တလောက်ဒေါသထွက်ပုံပေါ်နေရတာလဲဝေစစ်တကတကောင်းဝါနာရောက်နေပြီးကျုပ်ခမဲတော်ကလက်နဲ့ချဖို့လုပ်နေခဲ့တယ်မနဲ့ဖြတ်မှသူနဲ့အမှုထမ်းတွေအားလုံးကမြုပ်ပြင်ထွက်ပြီးတရဝင်းလက်နဲ့ချတော်မှာဖြစ်တယ်ဒီတိုင်းပြေကပြတ်တော့လို့မယ်ဒါပေမဲ့သူများထံမှဒူးထောက်မဲ့အစားတိတ်ဆုံးပြီးတော့ ပထမဧကရရဲ့ရှေ့တော်မောက်ကိုသွားတာမှကောင်းအောင်မယ်။လှုပ်တင်လှုပ်ထိုက်ပါတယ်။ဒါပေမဲ့အရှင်သားကတေမဖြစ်မဲဆိုကျွန်တော်မျိုးမကိုအရင်ဆုံးတည်စေပြီးတဲ့နောက်မှာထပ်သွားတင်ပါတယ်။မင်းကဘာကြောင့်တည်တင်လာလဲ။မင်းသားကခမဲတော်အတွက်တည်ဆုံးပြီးကျင်ရတော်ကမင်းသားအတွက်တည်ဆုံးတာဟာအမြဲတစေရှိတဲ့နဲ့သဘောတရားသာဖြစ်တယ်။ထို့နောက်ကျင်ရတော်မင်းသမီးသည်နေရန်ကိုစောင့်ကောင်းတည်ဆုံးခဲ့လေသည်။ ထို့နောက်လျူချောင်းသည်သူကိုယ်တိုင်အသက်ရှင်ခြင်းမည်ဆိုသောကြောင့်သားသုံးဦးကိုတက်ပြေးဘဝနောင်ကျိုးများကိုဖျက်ရင်ကျင်ရတော်ဤခေါင်းကိုဖျက်ခဲ့သည်ထို့နောက်မင်းမီဤခေါင်းကိုလက်တွင်ကိုင်ပြည့်ပထမဧကရိဤဘုံချောင်းအတွင်သို့ဝင်ကအယူအသေးပြုခဲ့သည်ကျွန်တော်တို့တိုင်းပြည်ကြီးကိုတခြားသူတွေလက်ထဲလွဲအပ်ခံရမှာကြည့်ဖို့ရှက်လွန်းလာတယ်ဒါကြောင့်ကျွန်တော်မျိုးကလူလောကမှာတွဲတာစိတ်မရှိရလေအောင်သားတွေနဲ့ဇနီးဖြစ်သူကိုအရင်တတ်ခဲ့ရခြင်းဖြစ်တယ် ထို့သို့ပြောဆိုပြီးနောက်ဘိုးဘီတို့အားဆက်လက်တိုင်တဲခဲ့သည်ဘိုးဘီတို့ရဲ့ဝိညာဉ်တွေဟာတိနာလေမှုရှိနေသေးတယ်ဆိုရင်ကျွန်တော်ရဲ့ခန်းစားချက်တွေကိုနားလည်မှာပါထို့နောက်မျက်လုံးမှသွေးများယိုစီးလာတဲ့အထိမိုကျွေးခဲ့ပြီးနောက်ကိုကိုကိုအဆုံးစီရင်လိုက်သည်ထိုအကြောင်းကိုသိသောရှူပြည်သူတို့သည်လွန်စွာမှကြေကွဲဝန်းနေခဲ့ရလေသည်။တားတော်ပွင့်လွန်သောကြောင့်ဒုတိယဧကရစ်သိသောအခါလူလွတ်ပြီးမြုပ်နှံစေ၏။မကြာမီတွင်ပင် ဝီစစ်တကြီးရောက်လာသည်အီကရစ်နှင့်အမှုထမ်း60တို့သည်မြောက်တကားမှ၃ပိုင်အကွာအထိထွက်ကာခေါင်းကုန်ပုတ်ပြီးလက်နက်ချခဲ့လေသည်ဒုတိယအီကရစ်သည် သူ့ကိုယ်သူကျူးတုံနှောင်စေပြီးအခေါင်းတစ်ခုကိုလည်းသဲလာသည်သို့သောတိုက်ပိုက်မှသူကိုယ်ရင်ကျူးတို့ကိုပြန်ဖြည့်ပေးခဲ့ပြီးအီကရစ်ကိုမြေပေါ်မှထုပေးခဲ့သည် အခေါင်းကိုလည်းမိရှုဖြက်စီးစေသည်ပြီးနောက်အောင်နိုင်သူနှင့်အီကရစ်ဟောင်းတို့သည် အတူတူမြို့တွင်းသို့ဝင်လာခဲ့ကြသည် တောက်အိတ်ဤသဘောထားကြီးမြတ်မှုအပေါ်ပြည်သူတို့ကဝမ်းမြောက်ခဲ့ကြပြီးထိုတက်များချေတက်လာသောအခါအမွေတိုင်းထုံငင်ခြင်းပန်းကျဲခြင်းဖြင့်ကျူးဆူခဲ့ကြသည်ဧကရစ်ဟောင်းကိုမြင်းပြန်တက်စစ်သူကြီးယာဒူပေးခဲ့ပြီးလက်လက်ချောင်းဝန်ကြီးတို့အားလည်းယာဒူအသီးသီးပေးအပ်ခဲ့သည်ပြီးနောက်တောက်အိတ်မှပြည်သူတို့စိုးရင်ကြောင်းကြခြင်းမရှိစေရန်ဧကရစ်ဟောင်းအားကြေညာချက်တစ်ခုကိုထုတ်ပြန်စေသည်အောင်နိုင်သူတို့သည်တိုင်းပြည်နှင့်ဂိုထောင် ဘန်တာတိုက်တူကိုတရဝင်သိမ်းယူခဲ့ကြလေသည်။ရီဇုံယိုစာစန်းဆောင်နေဝန်ကြီးစန်းကျင်းတို့ကိုနေပေအတီးတီးတို့ကိုဆင်လွတ်ပြီးမကြိမ်နှက်မှုများမရှိစေရန်လှုံ့ဆော်ခဲ့သည်။စန်းဝေအားအတာတကြီးလက်နဲ့ချရန် နောက်ထပ်ဆက်သားလွတ်ကားပြောစေ၏။စစ်အောင်နိုင်မှုတည်ရင်ကိုလော့ရံတို့ရှောက်စေသည်။ဖောက်ခင်ဖြစ်သူကိုဒုက္ခပေးခဲ့သောဟွန်ဟောက်ကိုအနေရရှိသူအဖြစ်သတ်မှတ်ခဲ့ပြီးတောင်အိုက်မှဒေဒန်ပေးလိုခဲ့သည် ို့သောချမ်းသာကြွယ်ဝသောဟွန်ခေါက်သည်လက်ထိုးကတည်တံကိုရှောင်လွှဲနိုင်ခဲ့လေသည်သူနှင့်ဟမ်ဂျီဂျီကြဆုံခဲ့လေသည်အချိန်တန်သောအခါဇန်ရှန်သည်စံမှန်ခန့်တတ်သောရောက်လာပြီးအစ်ကရစ်ဤလက်နှင့်ချရန်အမိန့်ကိုဇန်ဝီအားပေးခဲ့သည်ဇန်ဝီသည်ထိုအမိန့်ကြောင့်စက်တီတည်သွားခဲ့ပြီးအမှုထမ်းတို့သည်ဒေါသအဆက်တို့ကြောင့်အန်ကိုကျိတ်ခဲ့သည်ဒေါသကြောင့်ဆပင်တို့ပင်ထောင်တက်သွားခဲ့ပြီးဓာတ်ရုပ်ဖြင့်ကြောက်တုံးများကိုခုတ်ခဲ့သည် ကျောက်တုတ်ကအသက်နဲ့ရှင်ပြီးတိုက်နေတဲ့အချိန်မှာဒုတိယအေဂရစ်ကလက်နဲ့ချသွားပါရောလားဒေါသဖြင့်ရစ်ဆိုတန်တို့သည် မိုင်များစွာမှပင်ကြားနိုင်၏တိုတော်လေးစံပေမှထိုသူတို့ကိုဖြည့်သိမ့်ခဲ့ရသည်စစ်သူကြီးတို့စိတ်မကောင်းဖြစ်ကြပါနဲ့အဲ့ဒီလိုဆိုရင်တောင်မှကျွန်တော်ကဟန်ပြီကို ပြန်ထူထောင်နိုင်ပါသေးတယ်ဘလို့လို့မလို့တော့ထို့နောက်စစ်သူကြီးနာကကတီတူပြောခဲ့သည်ကြောင်မှန်ခံတဲ့ဤတိုင်းများပေါ်တွင် လက်နက်ချသောအလံများကိုလွင့်ထူစေခဲ့ပြီးဇုံဝေထံဆက်သားလုခဲ့သည်။ဇောင်းဝေနှင့်စစ်သူကြီးတို့ရောက်လာသောအခါဇုံဝေမှထွက်ပြေးတွေ့ခဲ့လေသည်။ခမရတို့တို့တွေထွက်လာဖို့ဘာကြောင့်တလောက်ကြာနေရတာလဲ။ဇောင်းဝေသည်မျက်ရည်ကျကစောက်လန့်ခြင်းမရှိဘဲတစ်ဖက်လူဤမျက်နှာကိုစစ်စစ်ကြည့်ပြီးတိုင်းပြည်တစ်ခုလုံးရဲ့တပ်တွေကကျုပ်လက်အောက်မှာရှိခဲ့တာ။ကျုပ်လာတာတော့မျက်နေသေးတယ်။ထိုစကားအပေါ်ဇုံဝေကတွေးတောနေပြီးနောက်ဘာမှစင်မပြောတော့ဘဲ။ နေရောက်သားတဦးကိုတဦးအယူအသေးပြုကစောင်းဝေအားဂုံတရီရှိသောနေရာတွင်ထိုင်စေခဲ့သည်စောင်းဝေမှစစ်သူကြီးဟွိုင်မြစ်တောင်ပိုင်းကထွက်လာပြီးအခုအချိန်ထိလှုပ်ဆောင်မှုတွေကိုကျွန်တော်ကြားသိခဲ့ပါတယ်စီမမိသားစုတွေရဲ့ကံကောင်းချက်ဟာစစ်သူကြီးကြောင့်ပဲဖြစ်လို့စစ်သူကြီးထံမှလက်နက်ချရတာကျေနပ်ပါတယ်တပ်ပိုက်ဆိုရင်ကျွန်တော်လက်နက်ချမှာမဟုတ်ပဲသူတေကိုတေတိုက်မှာဖြစ်တယ်ထို့နောက်စောင်းဝေမှညာကိုချိုးလိုက်ပြီး တဦးကိုတဦးညီနောင်ကဲ့သို့တမက်ရန်တစ္ဆာဆူခဲ့ကြသည် သူတို့သည်ပုံမရင်းနေလာခဲ့လေ၏ကျောင်းဝေသည်သူ၏မူလတက်ကိုဆက်လက်အုပ်ချုပ်ခွင့်ရသောကြောင့်ကျိတ်ပြီးဝန်သားသွားခဲ့သည်ကျောင်းဆောင်သည်ချန်တူးသို့ပြန်သွားသည် အောင်နိုင်သူတောက်အိုက်သည်အစ်စ်သိမ့်ပိုက်ရရှိထားသောနေပေကိုအုပ်ချုပ်ရန်စီစဉ်မှုများကိုပြုလုပ်နေခဲ့သည်ရှီချွန်းကိုရီချွန်းနယ်သောအဖြစ်ခတ်အပ်ခဲ့ပြီးချန်ဟုံရန်ရှင်းနှင့်အခြားသူတို့ကိုလည်းယာဒူအတိအတိပေးအပ်ခဲ့လေသည် သူ၏အောင်နိုင်မှုကိုအမတ်ရစေရန်မြောင်ကျူးတွင်မျောစင်ဆောက်ထားစေသည်စားတော့ပွဲတွင်ရှိနေသည့်လူအများစုမှာအောင်မြင်ပြီးသည့်နေပေတမလူများဖြစ်တော်လေတောင်အိုက်သည်အလွန်အစွန်အရက်တောက်နေမိကစကားဆရှိနေခဲ့သည် သူ၏လက်ကိုဝေယမ်းပြီးဧည့်သည်တို့အားပြောခဲ့သည် အခုကြုံ့မို့လို့ခမည်းတော်ကံကောင်းသွားတာကြုံနေရမှာတခြားသူဆိုရင်လက်နဲ့ချရင်တော့မှခမည်းတော်ကိုတေးတန်ပေးခံရနိုင်မယ်ဧည့်သည်တို့ကလည်းထလာပြီး ယေရှုတင်စကားပြောခဲ့လေသည်ထိုအချိန်တွင်ဇန်ရှောင်ရောက်လာပြီးဇန်ဝေနှင့်သူ၏တက်ကြီးသည်ဇုံဝေထံတွင်လက်နက်ချသွားပြီဖြစ်ကြောင်းပြောခဲ့သည်ထိုအချင်းအရာကြောင့်ဇုံဝေအပေါ်မုန်တီးခဲ့ပြီးတောက်အိုက်မှစာနာဆောင်ရေးကလော့ယန်သို့ပို့စေသည်တကက်စစ်ပွဲမတိုင်ခင်မှာကောလာဟာလာတွင်ရှိတင်တယ်လို့မြင်ပါရဲအခုအချိန်မှာရှူကိုသိမ့်နိုင်ပြီဖြစ်ပြီးနောက်တစ်စင်းကတော့ဘူကိုတိုက်ဖို့ပါပဲဒီအချိန်မှာတိုက်ခိုက်မယ်ဆိုရင်တော့အလွယ်တကူအနိုင်ရပါပါ ဒါကြောင့်ဝိတက်ရဲ့တပ်သား2000ဟာလုံယူအနောက်ဘက်ကနေထွက်ခွာတဲ့ပြီးရှုတပ်သား2000ကတော့စားချက်တဲ့နေရာမှာတောင်ပေါ်ပေးပြီးတိုက်ပြည်ဘန်တာ တိုးတက်အောင်လှုပ်ဆောင်တင်ပါတယ်။ဒါအပြင်မြစ်ကိုဖျက်ပြီးတိုက်ခိုက်ဖို့အတွက်တင်မောတွေကိုတိဆောက်ထားရမှာဖြစ်တယ်။ပြင်ဆင်မှုတွေပြီးသွားရင်တော့ဘူပီကိုတန်တမန်ဆေးလွတ်ပြီးအကြောင်းအရင်းအမှန်ကိုပြောပြတဲ့နေ။အဲ့ဒီလိုဆိုရင်တော့လုံးဝမတိုက်ခိုက်ပဲအနိုင်ရသွားနိုင်တယ်။ ဒါဒီမကပဲလူရှန်ကိုကောင်းစွာဆက်ဆံမယ်ဆိုရင်တော့စွန်းရှိုရဲ့အင်အားကိုနေသွားစေမယ်။အဲ့ဒီလိုမှမဟုတ်ပဲလူရှန်ကိုလော့ရန်ကိုပို့စေမယ်ဆိုရင်တော့ဘူနေသားတွေဟာတန်တရာများပြီးသူတို့ရောဘာဖြစ်မလဲဆိုပြီးတို့လို့တို့လို့မိခွန်းတွေပေါ်လာလိမ့်မယ်။အဲ့ဒီလိုသာဆိုရင်သူတို့တတွေလက်နဲ့ချတော့မှာမဟုတ်ဘူး။ဒါကြောင့်အကောင်ဆုံးကတော့ရှူပြီးအုပ်ချုပ်သူကိုဒီမှာဆက်လက်ထားရှိဖို့ပဲဖြစ်တယ်။နောက်နဲ့စောင်းရသည်မှမှ သူ့ကိုမြို့တော်ကိုခေါ်သွားတင်တယ်။အခုလက်ရှိမှာတော့သူ့ကိုဖူဖုံမင်းသားပွင့်ပေးအပ်ပြီးလုံလောက်တဲ့ငွေကြေးနဲ့တင့်တော်တဲ့အလုပ်ကျွေးတွေထားရှိတင်ပါတယ်။သူ့သားတွေကိုလည်းသူ့ကောင်းပွင့်ပေးတင်တယ်။ဒီလိုမှသာလက်နဲ့ချတဲ့သူတွေကိုကောင်းစွာဆက်ဆံတယ်ဆိုရဲပြရုပ်ကိုရရှိနိုင်မှာဖြစ်တယ်။ဒီလိုသာဆိုရင်တော့ဝေရဲ့အင်အားကိုတောက်ကြမှာဖြစ်ပြီးသဘောထားကြီးမှုကိုလည်းလေးစားမှာဖြစ်တယ်။ပြီးရင်တော့လှုပ်ဆောင်လို့တဲ့အရာတွေကိုလည်းပြီးမြောက်နိုင်မှာပါ။ထိုးစားကိုဖတ်ပြီးနောက်တောင်းအိုက်သည် သူအရေးပါမှုကိုတမင်ကုန်ဖော်ရေးနေသည်ဟုစီမောင်ကျောင်း၏အတွေ့အကြုံဝင်လာခဲ့သည် ထို့ကြောင့်တီးတန့်စာတစောင်းကိုရေးကဝီကွမ်မတစင်တောင်အိုက်ထံပို့စီသည်တောင်အိုက်အားယာဂျူတူပေးရန်ဝီအီကရစ်အားတိုက်တွန်းခဲ့သည်မကြာခင်ဝင်အီကရစ်၏အမိန့်စာထွက်လာသည်စစ်သူကြီးတောင်အိုက်သည် ကြီးကျယ်သောစစ်အောင်နိုင်မှုကိုရရှိခဲ့ပြီး ရန်သူတပ်ကိုထုတ်ဖော်ဝင်ရောက်ကရန်သူတို့ကိုလက်နက်ချစေခဲ့သည် ထို့တောင်ပုံကိုအလင်းအမြန်ရွတ်ဆောင်နိုင်သောကြောင့်စစ်ပွဲဤတိန်တော်တို့မှလွင့်ဆင်သွားခဲ့ပြီးအားနယ်ရှူနယ်တို့ငြိမ်းအေးသွားခဲ့သည်တောက်အိုက်အေးဆွမ်းဆောင်မှုတို့သည်စူပီကိုတိန်နိုင်သောပိုက်ချီကြောက်ပြေကိုအောင်းနိုင်သောဟန်ရှင်းတို့ထက်ပင်သာလွန်လှသည်တောက်အိုက်ကိုစစ်သူကြီးချုပ်ဟုသတ်မှတ်ကအိုးအိမ်နှစ်ပေါင်းကိုအပိုင်စားပေးစေတားနှူးတို့သည်လည်းအိုးအိမ်တထောင်စီစုချစေအခန်းအနားဖြင့်အမိန်တော်ကိုလက်ခံပြီးနောက် ဝေကွန်းမှတီးတန့်စွာတစောင်းကိုထုတ်ကတောက်အိုက်၏အကြံပေးချက်တို့အားလက်တလောအချိန်တွင်စဉ်းစားရအောင်မည်ဟုပြောခဲ့သည်တောက်အိုက်မှစစ်မြေပြင်ကစစ်သူကြီးဟာမင်းသားရဲ့အမိန်ကိုတော့ငင်းဆန်နိုင်တယ်ကျွန်တော်ရဲ့တော်ဝန်ကတော့အနောက်ဖက်ကိုအောင်နိုင်ဖို့ပဲအခုတော့ကျွန်တော်အစီအစဉ်တွေကိုဘာကြောင့်ဆိုင်းငံ့စေရပါလဲဟုတ်ပြောကမြို့တော်သို့စာတစောင်းပြန်ပို့ခဲ့သည်ထို့အချိန်တွင်နန်တွင်၌တောက်အိုက်သည်ပုံကံရန်ဆန္ဒရှိနေသည်ဟုသော ကောလာဟာလာများပြန်လေခဲ့သည်စီမာကြောင့်သည်ထိုးစားကိုဖတ်ပြီးနောက်သူ့တန်တရာတို့သည်အစ်စ်အမှန်ဖြစ်နိုင်သည်ဟုတွေးထင်ကစိုးရိမ်နေခဲ့သည်ထိုးစားမှာအောက်ပါအတိုင်းဖြစ်သည်ကျွန်တော်မျိုးအနောက်ဘက်ကိုကာကွယ်သောစစ်သူကြီးတန်အိုက်ဟာပုံကန်သူရဲ့ခေါင်းဆောင်ကိုလက်လက်ချအောင်လုပ်စေခဲ့ပြီးဒါကြောင့်အသက်ရရှိတဲ့နေမျိုးကိုတင့်တော်တယ်လို့အုပ်ချုပ်ဖို့အတွက်ခွင့်ပြုချက်လိုအပ်ပါတယ်အစ်စ်တိုင်းအစ်စ်တိုင်းမှာအစိုးရရဲ့အကြောင်းပြန်ချက်ကိုစောင့်နေမယ်ဆိုရင် နောက်နေကြန့်ကြာမှုတွေဖြစ်လာပါလိမ့်မယ်။နှွေဦးဆုံးဦးဖြစ်မှာတော့ဆိုရင်အမှုထမ်းဟာအပြင်းနယ်ပယ်ကိုရောက်တဲ့အခါမှာဘရင်လုံခြုံမှုရဲ့တိုင်းပြည်တိုးတက်မှုအတွေ့သူ့ဆုံးဖြတ်ချက်အတိုင်းလှုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။အခုချိန်မှာဘူကိုလည်းမသိမ့်နိုင်သေးတော့တိုင်းပြည်ကိုသာရှေးရှုတင့်ပြီးဥပဒေတွေလုံယုံလုံစင်တွေကအခြေချတဲ့လုပ်ငန်းတွေအပေါ်မှာထိန်းချုပ်ထားတာမဖြစ်သင့်ပါဘူး။စစ်ပွဲမှာခြိတက်မှုဟာ နမဲဂုံကိုမတွေးပဲလှုပ်ဆောင်ရတာဖြစ်ပြီးစုတ်ခွာမှုဟာလည်းအပြစ်ဒဏ်ကိုကြောက်လန့်ခြင်းမရှိပဲဆုံးဖြတ်ရတာဖြစ်တယ်။ကျွန်တော်ကရှေးခက်က လူတွေလိုအရေးအချင်းမရှိတော့လေကျွန်တော်ရဲ့နမဲဂုံကြဆင်းမကိုမငှက်ွက်ပဲတိုင်းပြည်ရဲ့တိုးတက်မှုအတွက်ဆောင်ရွက်လိုပါတယ်။စီမာကြောင့်ဒီညီတို့လှုပ်ရမည်ကိုမသိဖြစ်သောအခါကြာချုပ်ဖက်တို့လှည့်ပြီးအကြံတောင်းသည်။တောက်အိုက်ကသူ့ဆွမ်းဆောင်မှုတွေကိုတအားမြင့်မားနေတယ်လို့ထင်ပြီးပေါက်မာနေပြီ။ ူကအာနာကိုဖိစံဖို့တေချာနေပြီဘလို့လှုပ်နေစုံဝေကိုအတုံးချပြီးတောက်ပိုက်ကိုထိမ့်သိမ်းထားပါစီမာကြောင့်မထိုအကြံကိုလက်ခံပြီးအတွင်းဝန်ကျုံးဝေတန်တို့အမိန့်စာကိုပို့ဆေးခဲ့သည်ပြီးနောက်တက်ကြီးကျဲရေးအရာရှိဝေကွမ်းကိုတက်တစ်ခုလုံးစီဆေးလွတ်ပြီးတောက်အိုက်ကိုစောင့်ကြည့်ထားရနဲ့ပုံကံမှုအပေါ်တတိထားရမှာကြားခဲ့သည်ကျုံးဝေထံပို့ခဲ့သော အမိန့်စာမှာအောက်ပါအတိုင်းဖြစ်သည် မြည်သူမှမရှင်နိုင်သောခွန်အားနှင့်မြို့ရိုင်းကိုအောင်မြင်နိုင်သောဂုံပုတ်ကိုပိုင်ဆိုင်သူရဲရင်သူရှုတက်ကပင်လက်နဲ့ချခဲ့ရသူစီစဉ်တိုင်းအကောင့်အထည်ပေါ်နိုင်ပြီးမြည်သည့်အခါမျှရှုံးနိုင်ခြင်းမရှိသူဇုံးဝေကို အတွင်းဝန်အဖြစ်ခန့်အပ်ပြီးအိုးအိမ်စုတပေါင်းနှင့်အရှင်သခင်အဖြစ်သတ်မှတ်စေတားနှုတ်ကိုလည်းသခင်ဘွဲ့ပေးကအိုးအိမ်တထောင်စီအပိုင်စားပေးစေထိုအမိန့်စာသည်ကျုံ့ွေထံရောက်လာသောအခါ ဇောင်းဝေကိုခေါ်ပြီးတိုင်ပင်ခဲ့သည်တောက်အိုက်ကိုပေးသောဆုလက်ကကျုပ်ထက်တောင်များခဲ့ပြီး သူကစစ်သူကြီးချုပ်ဖြစ်သွားတယ်ဒါပေမဲ့စီမဇောင်းကသူ ပုံကန်လိုက်မယ်လို့တန်တရာဝင်နေခဲ့ပြီးကျုပ်နဲ့ဝေကွမ်တို့ကိုစောင့်ကြည့်ဖို့တောင်းဝန်ပေးထားတယ်ဒါကိုမိတ်ဆွေကြီးဇောင်းဝေကဘလို့မြင်တယ်လဲတောက်အိုက်ကတမ်းပန်ရိုးရိုးကဆင်းသက်လာပြီးသူငယ်စဉ်တုန်းကလေသမားနွားចောင်းသားဖြစ်ခဲ့ဖူးတယ်ဒါပေမဲ့သူကကံကောင်းပြီးဒီစစ်ပွဲမှာအနိုင်ရခဲ့တယ် တကယ်တော့ဒါဟာသူ့ရဲ့စီမံခန့်ခွဲနိုင်စွမ်းကြောင့်မဟုတ်ပဲတိုင်းပြည်ရဲ့ကံကောင်းခြင်းကြောင့်အောင်နိုင်ခဲ့တာဖြစ်တယ်။စစ်သူကြီးသာကျွန်တော်နဲ့စောင့်မခန့်တက်မှာရင်ဆိုင်မနေခဲ့ဘူးဆိုရင်သူအောင်မြင်မှာမဟုတ်ဘူး။အခုတော့သူကအရင်ရှူအီကရစ်ကိုဖူဖုံမင်းသားဘွဲ့ပေးစီခြင်းပြီးရှူပြည်သူတွေရဲ့ထောက်ခံမှုကိုရယူလို့ရတယ်။ဒါကိုကြည့်ချင်းအဖြစ်သူ့ကိုယုံလို့မရဘူးဆိုတာမြင်နိုင်တယ်။စင်ပရင်ငယ်ကလည်းသူ့အပေါ်မှာတန်တရာရှိနေတာပေါ်လွင်ပါတယ်။ 张回马、张伟哥去忙干的，张伟马是表的，四叔姐，你两个一边做事来吧，正要给咱自家表姐洗的。你有听到咱的亲位，张伟马，都已经来准备面包锅头油个，准备下准偏差菜干的。谁荣啊，就给两下，咱们应里个不送花看，地面崩过。不他妈一个人个背背了，一九年一，就给咱大伯呢，二里那下。 တီချအုပ်ချုပ်တဲ့ဒေသအနေနဲ့တင့်တော်ကြောင်းပြောခဲ့တယ်။အဲ့ဒီနယ်ကိုသိမ်းဖို့အတွက်ပထမဦးဆုံးချန်တူးကိုသိမ်းယူခဲ့တယ်။အခုတော့တန်အိုက်ဟာဒီအချက်ကိုလှုပ်ဆောင်နိုင်ခဲ့ပြီ။သူဟန်ချက်ပြတ်သွားမလားဆိုတာကိုကြည့်ရမယ်။ဇုံဝေမှာမြေပုံနဲ့ပတ်သက်ပြီးအသေးစိတ်ကိုမေးမြန်းခဲ့ရာဇောင်းဝေကလည်းပြန်လည်ဖြေကြားခဲ့သည်။အဆုံးတွင်တန်အိုက်ကိုမြည်တို့ရှင်းရမည်ကိုမေးလေသည်။ကျင့်ဘရင်ငယ်ရဲ့တန်တရာကိုအတုံးချပြီးလှုပ်ရမယ်။ နန်တွင်းကိုစာဖို့ပြေးတန့်အိုက်ဟာပုံကံဖို့ကြင်စီနေတယ်လို့အကြောင်းကြားလိုက်ပါဒါဆိုရင်အဲ့ဒီပုံကံမှုကိုနေနေဖို့တာဝန်ကျလာလိမ့်မယ်ထို့ကြောင့်လောက်ရန်တို့စာဖို့စီခဲ့သည်ထိုစာ၌တန့်အိုက်သည်လွတ်လပ်ရေးရရန်ချိုးပန်းနေကြောင်းခံတက်တို့ကိုပြင်ဆင်နေကြောင်းနှင့်လက်နက်ချသွားသောအမှုထမ်းတို့နှင့်မိတ်ဆွေဖွဲ့နေကြောင်းဖော်ပြထားကမကြာမီတွင်ပုံကံပြည်ဖြစ်ကြောင်းကိုဆိုထားခဲ့လေသည်ထိုတဲ့င်းကြောင့်ညီလာခံတစ်ခုလုံးပြားရာခတ်ကုန်သည် 这会子，都一盏盏吃着个永吉那些个，当艾叶三两个加码片有些个，包麻皮，风干肉都很些，热汤底烧着个，烧着热的，起码早晚也准备，再烧个，但免费也比食堂早到十六块的，当艾个便宜些，这会阿免费个些，起码早个来麻木，为个个早放那条，先吃点咸的，妥咖，少吃嘛，别滴。 ဇုတ်ခွေရဲ့တက်တွေကတောင်အိုက်ထက်၆ဆပုံများတယ်။တခင်ကြီးသွားစီရမလိုပါဘူး။ဇုတ်ခွေကိုအမိန်ပေးပြီးတောင်အိုက်ကိုစောင့်ကြည့်ထားရင်ရပြီ။စီးမကြောင်မပြုံးပြီးခမည်းမိသွားပြီလား။ခမည်းကိုယ်တိုင်ဇုတ်ခွေကိုတတိထားရမယ်လို့ပြောခဲ့တာလေ။သူကတောင်အိုက်ကိုတိုက်ဖို့သွားတာမဟုတ်ပဲနောက်တယောက်အတွက်သွားတာဖြစ်တယ်။ကျွန်တော်ကတခင်ကြီးမိသွားမှစိုးရိမ်လို့ဒီကိစ္စကိုလုံးဝပြုတ်ဝထားဖို့ထပ်တတိပေးပြရစေ။ သူနှင့်စစ်ချီတက်ခဲ့ကြလေသည်ထိုအချိန်ဝယ်ဇောဝေဤလှုပ်ဆောင်ပုံတို့ကိုကြည့်ပြီးကြောက်ဆုံးမှတန်တရာဝင်လာသည်ထိုအကြောင်းကိုစီမာကျောင်းအားပြောရာစီမာကျောင်းမှာကျုပ်ကခမည်းကိုဆင်းလွတ်လိုက်တာပဲဒါဆိုရင်ခမည်းအပေါ်ရောတန်တရာရှိရမှာလားဆောင်းအောင်ကိုလာခဲ့ပါခမည်းနားလေသွားလိုက်မယ်ဟုပြန်ပြောခဲ့သည်စီမာကျောင်းအစစ်ချီတက်မှုကိုဇုတ်ခွေတည်သောအခါမြည်သည့်အကြောင်းကြောင့်ချီတက်လာရသည်ဟုတွေးနေသည် ပြီးနောက်ချက်ချင်းပင်ဇောင်းဝေကိုခေါ်ပြီးတောက်အိုက်ကိုဖမ်းဆီးရန်တိုင်ပင်ခဲ့ကြလေသည်အဆုံးအထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကို22ပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ခန်းစစ်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်ပေးကြပါအောင်ရှင်